Hello အားလုံးမင်္ဂလာပါဖူမချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့အနေနဲ့လက်ရှိ Nordian Forest မှာတော့ဒီကျွန်တော်တို့စီမှာအများကြီးစိတ်ဝင်စားမှုမရှိကြပါမိလို့တော်တော်ကိုစိတ်ပျက်စရာကောင်းတဲ့အခြေအနေတွေကိုကျွန်တော်တို့ကကြုံရတယ် Nordian Forest တင်းရဲ့ပိုင်ရှင်ဖြစ်သူက Positive Google ကိုထုတ်ပယ်ဖို့အတွက်လက်ရှိမှာစဉ်းစားလာပြီးဖြစ်ပြီးတော့ရှောင်းတိုက်ချင်းနဲ့အစားထိုးဖို့အတွက်ပြင်ဆင်နေပြီဆိုပြီးတော့ကျွန်တော်သိရတယ် ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ကျွန်တော်တို့က Telegram Football ကနေပြီးတော့ကျွန်တော်ဘောနော်ဒါ report လုတ်လာတဲ့ဒီဒီရှိတယ် JPC ကနေပြီးတော့သူပြောတာလေဆိုတော့ Nottingham Forest ရဲ့ဒါပိုင်ရှင်ဖြစ်တဲ့ Marina Gage ကတော့ဘောနော်ဒီလက်ရှိ Nipia ဖြစ်သူ Postigo Group ကိုထုတ်ပယ်ဖို့စဉ်းစားနေပြီးတော့အကယ်လို့ထုတ်ပယ်ပြစ်ခဲ့မယ်ဆိုရင် ပြန်လည်အစားထုတ်ဖို့နဲ့ပတ်သက်ပြီးတော့လက်ရှိအတင်းလက်မှတ်ဖြစ်နေတဲ့ Shawn Dyche ကိုအာခန့်အပ်သွားဖို့ပြင်ဆင်နေတယ်ပေါ့ဆိုတော့ဒါက Norian Forest အသင်းတွေတော်တော်စိတ်ပြက်စရာပါ Norian Forest ပြည်သက်တွေတော်တော်စိတ်ပြက်စရာပါဘာလို့လဲဆိုတော့အသင်းမှာပေါ့နော်အသင်းတသင်းကိုကျွန်တော်တို့ဥဆောင်နေပေါ့နော်အသင်းတသင်းကိုကျွန်တော်ဥဆောင်နေသူတယောက်ကဒီမှန်ကန်တဲ့ direction တွေမချနိုင်ဘူးမှန်ကန်တဲ့ပေါ်တော့ကျွန်တော်သားဟိုဘယ်လိုပြောမလဲဒီအသင်းကိုရှေ့ဆက်ဖို့နဲ့ပတ်သက်ပြီးတော့ long knowledge knowledge မရှိဘူးဆိုလို့ရှိရင် အသင်းကပဲကျွန်တော်ဒုက္ခရောက်ရတာအခါကြလို့ရှိရင်ကျွန်တော်တို့ကကွင်းထဲမှာကစားမားတွေကွင်းထဲမှာနီးပြတွေကိုကျွန်တော်တို့ပြောကျင်ကြနေမယ်တိုးတော်လေးပဲဓာရီအားလုံးရဲ့ဓာဆံကံကကျွန်တော်ဘောနော်ဒီဓာရီအားလုံးရဲ့ကျွန်တော်တည့်ရခံကကျွန်တော်တို့ဒီအသင်းကိုတကယ်တကယ်ထိတ်တီးပိုင်းနေမှာဥဆောင်နေတဲ့သူတွေပဲကျွန်တော်တို့လက်ရှိပိုစီကိုကူလီရဲ့လက်အောက်မှာဟိုဘယ်လိုပြောမလဲထင်တယ်လို့ဖြစ်မနေဘူး ဖြစ်မနေဘူးဆိုတဲ့အခါကျတော့ဟာကစားမားတွေက positive google ရဲ့ system ကိုလိုက်မကစားနိုင်ဘူး positive google သွားခြင်းတယ်လို့မဖြစ်ဘူးဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့လို့ဒီကစားသမားတွေဒီ positive google တွေ့ဆိုတဲ့ပုံစံမျိုးနဲ့တိဆောက်ထားတဲ့သူတွေမဟုတ်ဘူး Nordian Forest ငွေတွေအများကြီးတုံးထားတာပါပြီးခဲ့တဲ့နှစ်တွေကအဲ့ဒီတော့နူနိုဆန်တိုနဲ့အကောင်ဆုံးဖြစ်စီမဲ့ကစားသမားတွေကိုကျွန်တော်တို့ဘောနော်အများစုတွေ့ရပြီးတော့ရုပ်တရက်ဘာမှမဆိုင်တဲ့ ဒီဘယ်လိုပြောမလဲနီးပြတယောက်ကိုဘာမှမဆိုင်နေဆိုတော့ profile ချင်းဘာမှမဆိုင်နေနီးပြတယောက်ကိုခန့်အပ်လိုက်တဲ့အခါမျိုးဒီမှာချက်ချင်းလည်းငင်းကြီးအစဉ်ပြေချင်းလို့ကျွန်တော်မရဘူးအခုဆိုလို့ရှိရင်အတင်းကိုဥဆောင်နေတဲ့သူကဟိုမှန်ကန်တဲ့ direction ကြီးမချနိုင်ဘူးဆိုတဲ့အခါကျတော့ပို့ပြီးတော့ဒုက္ခရောက်ရမယ့်အခြေအနေမျိုးကျွန်တော်ဖြစ်နေပြီဘာလို့လဲဆိုတော့ number 1ကျွန်တော်တို့ပေါ့နော်အာဒီ Nuno Santos နဲ့ Nottingham Forest ရဲ့ကြားထဲမှာအလုပ်ဖြစ်ခဲ့တယ်ဆိုတာမျိုးကဒါအလဟတ်သမဟုတ်တိုက်ဆိုင်မှုကျွန်တော်မဟုတ်ဘူး Nottingham Forest ကရောင်ရမ်းပြီးထအကောင်းနေတာကျွန်တော်မဟုတ်ဘူး Forest မှာရှိတဲ့ကစားမားတွေရဲ့ အချီနီနဲ့ကစားမားတွေရဲ့ profile တွေစွမ်းဆောင်ရည်တွေနဲ့ကပေါ့နော်နီးပြဖြစ်တဲ့နူနူဆန်တိုသွားကျင်တာတွေကပုံဒီကွက်တိကြတယ်ဒီဘယ်လိုပြောမလဲ Northern Forest ရဲ့ကိုဥဆောင်နေတဲ့ဥဆောင်ခဲ့မှုတဲ့ကျွန်တော်ဒါဆန်တိုကလုံးဝဘယ်လိုပြောလက်တွေ့ဆန်တဲ့ဖုတ်ဘောကိုကစားတဲ့သူမျိုးရာနော် pragmatic ဆန်တဲ့ပုံစံမျိုးသူသွားတယ်ဒါပေမဲ့လို့ဘယ်လိုပြောမလဲ Forest Manager ကဟိုအဲ့ဒီလုံကဆိုလို့ရှိရင်တော့ရီမန်းချက်ကြီးတယ်ဘာညာပြောကြတာပေါ့လေဘာပြောကြလဲဆိုတော့ဟာဟုတ်တယ်ဟိနော်ဒီ Forest ကတကူးသွင်းပြီးဆိုတော့ ਨੇ တိုင်ပက်ပြီး ဒီနေမှာနောက်တန်းပိတ်ကစားနေပြီဘလူးမန်ကိုအဆင်မပြေဘူးပေါ့နော်တကယ်တကယ်ဆွဲဆောင်မှုကောင်းတဲ့ကစားဟန်မျိုးတိတိပူပြီးတော့ဗောနော်အသင်းကြီးတွေကိုရှင်ပြိုင်နေတဲ့ကစားဟန်မျိုးကိုပုံဖော်ခြင်းနေပေါ့အဲ့ဒီအတွက်နဲ့နီပြာဖြစ်သူဆန်တိုးစ်လိုမျိုး pragmatic sense နဲ့ဗောနော်ဒီနီပြာကိုထုတ်ပယ်ပြီးတော့ postigo glue လိုမျိုး expensive ဖြစ်တဲ့နီပြာကိုခန့်တယ်ဆိုတော့အခုကျတော့နီပြာကကျွန်တော်အနေနဲ့ဗောနော် postigo glue ကထင်းတယ်လို့အလုပ်ဖြစ်မနေဘူးဖြစ်မနေတော့ဘသူ့ကိုထက်ခတ်မှုကြိုးပမ်းနေလဲဆိုရှောင်းတိုက်ပေါ့ ဂျောင်းတိုက်ဟာ pragmatism နဲ့ညှိပြနေတယ်မှာပါတယ်เนาะဆိုတော့အဲ့တော့ဘလို့မှကျွန်တော်အတိတ်ပဲရှိမနေဘူးဗျာအရင်တုန်းကကျတော့ဒီ pragmatism ပါတယ်ဆိုတော့ညှိပြတဲ့ယောက်ကိုခန့်ထားပြီးတော့မဟုတ်ဘူးဟေးငါတို့ကတော့တကယ်တကယ် expensive football ကိုငါတို့ကစားတာမျိုးမြင်ကျင်တာဖြစ်တဲ့တွေပေါ့နော်အဲ့ဒါနဲ့ကန့်ညီတဲ့ Pochettino group ကိုခန့်လိုက်တယ်အခုအဲ့ဒီညှိပြကထင်းတယ်လို့ဖြစ်မလာတော့နောက်ထပ်ကျွန်တော်ထက်ခံမဲ့ညှိပြအဲ့ဒီထက်ခံမဲ့ညှိပြကျတော့လေ အရင်ရှိမှအလုတ်ဖြစ်ခဲ့ပြီးလို့ထုတ်ပယ်ခဲ့တယ်ငါတို့ကတော့အဲ့ဒီဘလုံးပုံစံတိုင်းကစားတာမလူချင်းပါဘူးဆိုတော့ကျွန်တော်ဘယ်နော်ပုံစံမျိုးကိုစွန့်လွတ်ပြီးတော့ကျွန်တော်ဗာလဲအဲ့ဒီပုံစံမျိုးနဲ့တွားခဲ့တဲ့နီးပြမျိုးကိုထပ်ပြီးတော့ခန့်မှုကျိုးပန်းတယ်ဒါကြီးကဘလုံးမှအတိတ်ပဲရှိမနေဘူးပေါ့နော်တကယ်ပဲကျွန်တော်ကဆန်တိုးစ်ကိုပုံကိုရရသဘောမကျလို့ဒီပိုင်ရှင်ဖြစ်သူကကျွန်တော်ထုတ်လိုက်သလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တကယ်ပဲသူ့အနေနဲ့ပေါ့နော်ကစားဖို့အတွက်ကျွန်တော်တို့လိုရောမလဲတကယ်တကယ်ကစားပုံကောင်းကောင်းနဲ့တွေးကျင်တာမျိုးကြောင်လားပေါ့ အကယ်လို့ကစားပုံကောင်းကောင်းတွေးကြည့်နေတာမျိုးဆိုပြီးတော့သူကအကြောင်းပြချက်ပေးထားတာဒါပေမဲ့အခုလက်ရှိသူတို့သွားကျင်တဲ့ပုံစံမျိုးကအတိတ်ပဲရှိမနေဘူးချောင်းတိုက်ဆိုတာမျိုးကညီလိုတိတဲ့အတိုင်းပဲဘလူဘလူဘလူနီးပြမျိုးလဲဆိုတာဒါနီးပြကောင်းမဟုတ်ဘူးပြောတာမဟုတ်နီးပြရဲ့ profile ကိုကျွန်တော်ပြပြနီးပြရဲ့ဘလူပြ philosophy နီးပြရဲ့ကျွန်တော်ဒါခံယူချက်တွေကိုကျွန်တော်ပြပြတာပေါ့နော်အေပိုစီကိုဂရုကိုခန့်ခဲ့တော့က expensive football ကိုငါတို့ကစားတာမြင်ကျင်လို့ဆိုတဲ့ပုံစံမျိုးနဲ့တွားခဲ့ပြီးတော့အခုထက်ခန့်တဲ့ရှောင်းတိုက်ဆိုတာမျိုးကဘယ်လိုပြောမလဲတလန်းစီပြဘာမှမဆိုင်ဘူး ။နော်ဆိုတော့ဒါဒီအသင်းကိုဥစည်းတဲ့သူညံ့လို့ကျွန်တော်ဖြစ်ရတာ။တကယ်တကယ်လက်တွေ့ဆန်တဲ့ဖုတ်ဘောနဲ့ကျွန်တော်တွားနေတော့ငါအရာအလုံးလုံးဖြစ်နေတယ်။တကယ်လည်းပဲကြည်နေစရာကောင်းတဲ့နေသားတွေကျွန်တော်တွေ့ရတယ်။အသင်းကြီးတွေကိုလည်းကျွန်တော်တောက်လျှောက်ဆိုသလိုကျွန်တော်ပေါ့နော်။ဒုက္ခပေးနေဆိုရင်ကျွန်တော်ရှိခဲ့တယ်။လက်တွေ့ဆန်ဆန်တွားခဲ့တာ။အဲဒါမျိုးလို့အဲ့ဒါဟာပြင်းစရာကောင်းနေဆိုတဲ့ပုံစံမျိုးနဲ့နီးပြားကအပြောင်းအပါလဲပိုင်ရှင်ဖြစ်သူကအပြောင်းလဲအခုဒုက္ခရောက်ရပြီတကယ်တမ်းက forest မှာဘာကြောင့်တော့ဒီ nuno santos ကအဲ့လိုသွားနေရတယ် santos ဒီ အတင်းတင်းကိုကျွန်တော်ချင်းကက်တဲ့နေဒါသူ့ရဲ့အိုင်ဒီယာကရှင်းတယ်ငါတို့ကိုးရအောင်ယဉ်ကျူးမယ်အကယ်လို့များငါတို့ကိုးရပြီဆိုတာနဲ့ပေါ့နော်ခန်းစစ်ကိုပိတ်ကစားမယ်ပြီးရင်ကောင်တာအထက်တီးသွားမယ်ပေါ့ဒါကြောင့်လည်းပဲသူတို့ကကိုးရပြီတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒါဟိုခန်းစစ်ပိတ်ကစားလာတွေကိုတည်တည်တံမြင်နေရတာဒါပေမဲ့လို့ဒါဟာ Lorian Forest နဲ့အစဉ်ပြေဆုံးဖြစ်နေတယ်နော်သို့သော်လည်းပဲလက်ရှိမှာ Postigo Group ကိုခန့်နေအရာအလုံးတိုင်ပက်တယ်အခုပြန်ခန့်တော့အဲ့လိုနီးပြမျိုးကိုပြန်ခန့်ကျင်နေဆိုတော့အဲ့ဒီပဲမရှိဘူးဒါကြောင့်အသင်းကိုဥဆောင်တဲ့သူတွေလုံးဝအစဉ်မပြေဘူးဆိုရင် အတင်းကဒုက္ခရောက်ရတာပဲဒါတွေဟာကျွန်တော်တို့အနေနဲ့ပေါ့နော်ကွင်းတွေကနီးပြားတွေအတုံးမကြတာနော်ကွင်းတွေကကစားမတွေအတုံးမကြတာကိုပိုင်းရှင်တွေကိုပြပြောနေတာမဟုတ်ပိုင်းရှင်တွေရဲ့အတင်းကိုကျွန်တော်ချမှတ်တဲ့အနေထားအတင်းကိုကျွန်တော် project တွေဘာတွေစီမံတဲ့အနေထားမျိုးကဥဆောင်တဲ့ပုံစံမျိုးကကျွန်တော်လုံးဝအဆင်အလုပ်ဖြစ်မနေဘူးဆိုရင်ဒါတွေဟာဒီသူတို့ရဲ့ဥဆောင်မှုညံ့ဖြစ်မှုတွေကြောင့်ဆိုတာကျွန်တော်တို့မိမောင်းထုတ်ပြနေတာပဲဆိုတော့ညီကလေးရအခုဘလူမီညတော့လက်ရှိ Northern Forest ကတော့ Postigo Group ကိုထုတ်ပယ်ပြီးတော့ပြန်အစားထိုးဖို့နဲ့ပတ်သက်ပြီး Shanghai ကိုကျွန်တော်တို့ကခန့်အပ်ဖို့ကြိုးပမ်းနေတယ် ဘလို့မင်းညာလဲဆွနေကြပါအောင်အားလုံးကိုချစ်တင်များကြီးပါတယ်